ရုတ်တရက်ပေါ်လာတဲ့ကြောက်တုံးကြီးတစ်ခုကြောင့်ထိုင်းနေမျိုးတွေကြားနာမည်ကြီးနေတဲ့မွေကြီးတစ်ခုဒါကတော့ဒီအပိုင်းအတွင်းမှာနေဆိုရှယ်မီဒီယာပေါ်မှာဒီမှာကထိုင်းနိုင်ငံအတွင်းမှာပါကြောက်တုံးကြီးတစ်ခုကြောင့်တော်လေးရေပန်းစားပေးလူပြောပြနေကြတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုရင်တော့ထူးဆန်းတဲ့ကြောက်တုံးတုံးမြင်နိုင်ရွှေချပြီးတော့စေဒီတေကိုကိုယ်ွယ်လေးရှိကြပေမဲ့လေဒီဒီခါမှာတော့ဒီလိုမျိုးယူဆဟာထိုင်းနိုင်ငံတည်းမှာဖြစ်ပွားကြရပါပြီ အကြောင်းကတော့မြေပုံတရံကဲရောက်နေတဲ့ကြောက်ပုံကြီးတစ်ခုကြောင့်ဖြစ်ပြီးဒီကြောက်တုံးကြီးရဲ့စားကလေးကအီယာမမွေကြီးတစ်ကောင်ရဲ့ခေါင်းထဲသွားတူနေခဲ့ပါရီအဲ့လိုမျိုးစင်တူရှိုးမဖြစ်တာမျိုးဆိုရင်သိပြီးတော့ယုတ်တိရှိပါမဟုတ်ပေမဲ့လေဒီကြောက်တုံးကြီးရဲ့အရှိဟာကဲမျက်နှာပြင်တစ်ခုလုံးကိုပတ်ထားယုံတယ်မကတောင်ပေါ်ကြည့်ပါရှေးတရားလုံးနေခဲ့တာကြောင့်ဒါအထိုင်းနေရတဲ့မှာအတော်လေးထူးဆန်းစရာဖြစ်နေခဲ့တာပဲဖြစ်ပါရဲ့ရှင် ။တတော်များကတော့ဒီကြောက်တုံးကြီးဟာတာမန်ကြောက်တုံးကြီးတတုံးမဟုတ်ပဲလာပြီးညလိုချိန်မျိုးဆိုရင်တော့မွေးတကောင်လိုမျိုးလှုပ်ခတ်ပြီးအကျောဆန်းနေရှိတယ်လို့ပြောကြပါရယ်။အဲ့ဒါပြင်ဒီလိုမျိုးအီယာမမွေကြီးတွေဆိုတာကလည်းကမ္ဘာပေါ်မှာမရှိဘူးလို့သတ်မှတ်လို့မရတဲ့အရာတွေဖြစ်နေကြတာကြောင့်ဖန်လူမျိုးတွေကောက်ချက်ချနေကြတဲ့အတိုင်းဒီမွေကြီးဟာတကယ်ပဲအသက်ရှင်နေရလားဆိုတာပြောသားပေးခဲ့ကြပါအောင်ရှင်။